ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တောင်လက်ခံမှာသမီးအမေကြီးအနစ်နစ်လက်လက်တရားစောင့်မျှော်နေရတဲ့သူကသမီးပဲဘာလို့ပြောတာလဲရှင်မေကြီးပြီးတော့တီစာချုပ်တွေကဘာစာချုပ်တွေလဲသမီးနားမလဲဦး ဒါအဖိုးဘွားတွေရဲ့အမွေနဲ့ဖြစ်တဲ့တရက်ချင်ရဲ့စာချုပ်တွေပါအခုအဲ့ဓာတွေကိုတမီးကိုလွှဲပြောင်းပေးလိုက်ပြီရှင်အမေကြီးကအမေကြီးတို့ရဲ့ပိုးဘွားမွေနဲ့တရက်ချင်ကိုဘလို့လုပ်ပြီးဒီစင်းရဲသူမအောင်အံ့နိုင်ရတာလဲဟုတ်တယ်လေမေကြီးဒီအိမ်ရဲ့ချွေးမကြီးတွေကတမီးတို့ပါတမီးတို့ကမှဒီအိမ်ကိုအရင်ဦးဆုံးရောက်လာကြတာဒီတော့အဲ့ဒီတရက်ချင်တွေအားလုံးကတမီးတို့ပိုင်ဆိုင်ရမှာလေဘာလို့အားလုံးသူ့ပဲပေးလိုက်ရတာလဲဒေါနီလာကဘာလို့များသူ့ချွေးမကြီးနှစ်ယောက်လုံးနဲ့မတရားလုပ်ခဲ့ရတာလဲ ဘာလို့သူတို့၃ယောက်ထဲကစင်းရဲတွေချွေးမတယောက်ထဲပဲတရချင်းရဲ့ပိုင်ဆိုင်မှုတွေရခဲ့လေဆိုတာသိရဖို့အတွက်ပုံမြင်ရဲ့နောက်ကိုသွားကြည့်လိုက်ကြရအောင်အဲ့ဒီမှာအင်းရဲ့ချွေးမအငယ်ဆုံးရမင်းကဖုန်းတုံနေပါလိမ့်အဲ့ဒီနီးနားမှာပဲချွေးမကြီး၂ယောက်ကစူဖာကွန်ပေါ်ထိုင်ပြီးဖုန်းတုံနေကြပါလိမ့်ဒီချိန်မှာပဲရမင်းရဲ့ဖုန်းတုံချင်းကြောင့်ချွေးမကြီး၂ယောက်လည်းမှုန်သွားကြပါတော့တယ်ဟဲ့နေယူနေပြီလားတန့်ရှင်းလောက်တာတေးသေးချာချာလောက်လေ ။သမီးကဒီမှာတန်ရှင်လုပ်နေတာမြင်ရတာနဲ့အမတို့ဒီမှာမထိုင်ပဲဖယ်ပေးတဲ့နယ်လေ။ဟာအမလည်းဒီစင်းရဲသူမနဲ့စကနိုင်လူနေရလား။ကျမအခုပဲ vacuum cleaner မှာလိုက်မယ်။အဲ့ဒါနဲ့တန်ရှင်လုပ်မယ်ဆိုရင်ဖုံးလည်းမထတော့လေ။ဟုတ်ပြီမှန်တယ်။ဒါပေမဲ့အမတို့ vacuum cleaner ဈေးကြီးပေးဝယ်ရမှာလေ။ကျမတို့၃ယောက်လုံးရှိနေတာတောင်အဲ့ဒါဝယ်မလို့လား။အိမ်မှာအလုပ်သမားတွေလည်းရှိနေ ਆ ပဲ vacuum cleaner နဲ့တန်ရှင်းဘယ်လိုလုပ်ရလဲဆိုတာနင့်လို့တောသူမှပေးသိပါမလဲ နေရစင်းရဲတော့လေနေ့မင်္ဂလာဆောင်တော့အိမ်ကနေပါလက်ဆောင်ပစ္စည်းမှလည်းပါမလာဘူးဒီတော့ငါတို့ပတ်စံနဲ့ငါတို့စိတ်တန်းကြတော့ဝယ်ပြရစီဟဲ excuse me အမတို့ i'm not an idiot for listening to everything yes i'm just poor and the youngest in the family that's why i'm keep quiet မတို့တမီးကိုအထင်မသေးကြနဲ့ဟဲ့အင်္ဂလိပ်လိုပြောပြီးငါတို့ပတ်ဆက်ပိတ်ပစ်မယ်လို့ထင်နေလားဘလို့ပဲလို့လို့နင်ကငါတို့ကြော်နိုင်မှာမဟုတ်ဘူးနင်စင်းရဲတယ်လေ နေရာဆင်းရဲပေမဲ့စားတက်မြောက်သူဖြစ်တာကောင်းပါတယ်လေ Now continue your work ယမင်းကသူ့ကိုဘာမှပြန်မပြောတော့ဘဲအင်အလုတ်တွေကိုလှုပ်ပါတော့တယ်ချွေးမကြီးနှစ်ယောက်ကယမင်းကိုအမြဲတမ်းပဲသူ့ရဲ့ဆင်းရဲမှုနဲ့ပတ်သက်ပြီးအယွင့်တိုက်လေရှိပါတယ်ဒေါ်နီလာကဂျောင်းရီကိုမြင်နေရပါတယ်တနေ့မှာဒေါနီလာက သူ့ရဲ့ဘိုးဘွားအမွေနေ့ဖြစ်တဲ့တရက်ချန်နေမှာလင်းရှောင်နေပါတယ်။ဒါဘိုးဘွားဆင်ဆက်82ရရှိတဲ့တရက်ချန်မယ်။ဒီမြေရဲ့လေးပုံတစ်ပုံမြားသိသွားပြီ အဲ့ဒီမှာဘာမှမဖြစ်ထုံးအဲ့ဒီဟာတရက်ပင်နဲ့မရှိတော့ပေမဲ့ငါဒီချန်ရှိတဲ့တရက်ချန်တော့ဘာမှမဖြစ်အောင်ကာကွယ်မယ်ငါဒီတရက်ချန်အတွက်ထိုက်တန်တဲ့သူရွေးချယ်ရမယ်ပိုးပေးစင်ဆက်ကလှုပ်လာခဲ့တဲ့အချိန်ယက္ခမဖြစ်သူဟာသူ့ချွေးမတွေထဲကတယောက်ကိုရွှေ့ပြီးတီချန်ကိုအပ်ပေးတယ်လို့ငါလည်းငါချွေးမ၃ယောက်ထဲကတယောက်ကိုတာရီအပ်နိုင်ရမယ်ဒါပေမဲ့အခုဖြစ်နေတဲ့အခြေအနေတွေကြည့်ပြီးငါအဲ့ဒီ၃ယောက်ထဲကဘသူ့ပေးရမှာလဲမခွဲနိုင်ဘူးဖြစ်နေတယ်ဒီတရက်ချန်ကိုကောင်းကောင်းမွန်မွန်ပြုစုပေးမဲ့ချွေးမမျိုးကရွေးချယ်ရမယ် ဘသူလက်ထဲမှာဒီတရက်ချံဖွံ့ဖြိုးလာမှလဲဆိုတာငါသူတို့သုံးယောက်စလုံးစာမေးပွဲစိတ်ရမယ်ဒေါနီလာကအင်ကိုသွားပြီးသူချွေးမတွေကိုပြောခဲ့ပါတယ်ချွေးမတို့ရေလက်ဖက်ရည်လေးတိုက်ကြပါအောင်ဟဲ့သမီးတစ်စင်သမီးသွားကြုံလာခဲ့ဟာမေကြီးကလည်းသမီးတန်းဆိုးထားတယ်သမီးတန်းဆိုးချင်ခဲ့တာကြားပြီအမေကြီးဟေမောက်ပြောလိုက်ဟာအမလည်းသမီးကြိုတဲ့လက်ဖက်ရည်ကိုအမေကြီးကကြိုက်တာမဟုတ်ဘူးအဲ့တော့ရမင်းရေဒီမှာပါအမေကြီးရဲ့လက်ဖက်ရည် အမလီသမီးရဲ့အမေကြီးလက်ဖက်ရည်တောင်းတာ2မိနစ်တောင်မရှိသေးဘူး။သမီးကလက်ဖက်ရည်ကြိုလာခဲ့ပြီးပြီပေါ့။အဲ့လောက်မြန်မြန်ဘလို့ပြီးရတာလဲ။အမေကြီးကလည်းသမီးသိတာပေါ့။အမေကြီးကတရက်ချံပြန်လာတဲ့ဆိုရင်လက်ဖက်ရည်တောက်ချင်မှာပဲလေ။အမေကြီးကအခုတော့စိတ်ဖိစီးမှုတွေများနေတယ်။ဘာရီများဖြစ်ရတာလဲအမေကြီးရဲ့။သမီးကိုပြောပြပါအောင်။သမီးသိတဲ့အတိုင်းပဲလေ။အမေကြီးတို့တရက်ချံကလွန်ခဲ့တဲ့နှစ်တွေတည်းကစိမ့်လန့်စုပ်ပြေနေခဲ့တာ။ဒါပေမဲ့အခုတော့လေးပုံပုံတပုံကပြက်စီးသွားပြီ။ အဲ့ဒါကိုပြန်ကောင်းအောင်ဘယ်လိုလုပ်ရမှာလဲအမေကြီးကတော့နီလန်ပေါင်းစုံတုံးပြီးပြီဒါပေမဲ့မလုံနိုင်ခဲ့ဘူးပြီးတော့အမေကြီးဆုံးဖြတ်ချက်တစ်ခုချထားတာဒီတရက်ချံကိုအမေကြီးရဲ့ချွေးမသုံးယောက်ထဲကအမေကြီးနှစ်သက်သဘောကျတဲ့သူတယောက်ပဲပြီးမှာသမီးသစ်စင်နဲ့ဟေမာတို့အဲ့ဒီတရက်ချံမြေတွေကိုပြန်ကောင်းအောင်ဘယ်လိုလုပ်နိုင်မှာလဲဆိုတာပြောပြကြအောင်ဟာအမေကြီးကတော့လောက်ပြီသမီးတို့ကလဲသမားတွေမှမဟုတ်တာပြီးတော့အဲ့ဒါကသမီးတို့ရဲ့ဟိုးအဖိုးဖွားတွေကစိုက်ထားခဲ့ကြတာ ဘလို့ပြန်ကောင်းလာမှာလဲဆိုတာသမီးတော့ဘလို့လုပ်ပြီးသိမှာလဲအမေကြီးရဲ့စိတ်ပူးနေပါနဲ့သမီးစူးစမ်းကြည့်မယ်လေယမင်းစကားကြောင့်ဒေါနီလာက စိတ်ကျဉ်နေနေပါလေကျွေးမကြီးနှစ်ယောက်ကယမင်းကိုနှောင်ပြောင်ရင်းနေပဲမိဘကန်းလေးကိုဝင်သွားကြပါတော့တယ်အမရေကျမတော့လေယမင်းလောက်တုံးတဲ့သူမျိုးခုချိန်နဲ့မမြင်ဘူးအဲ့ဒီတရက်ချံအကြီးကြီးပဲပြီးတော့အဲ့ဒီတရက်ချံကလေးပုံတစ်ပုံကလည်းနည်းနည်းနော်နော်မဟုတ်ဘူးနော်တလောက်များတဲ့မြေပမာဏကို तू ကပြန်ကောင်းလာဘယ်လိုလုပ်မှာလဲ ဒီခက်ခဲတဲ့အလောက်ကိုသူ့ကိုပဲလှုပ်ပါစေတော့သမီးတော်ကတခြားလှုပ်လှုပ်ပြီးအမေကြီးကိုပျော်ရွှင်အောင်လှုပ်မယ်လေအေးနင်ပြောတာမှန်တယ်ခဏကြာမှပဲချွေးမကြီးနှစ်ယောက်ကဒေါနီလာကိုခြေရီလက်တွေနှိပ်ပေးကြပါတယ်ယမင်းမှာတော့သူ့ခန်းထဲဝင်ပြီးသူ့ကွန်ပျူတာမှာအသီးနှံမဖြစ်ထွန်းတော့တဲ့မြေတွေအကြောင်းကိုမျက်မှန်တက်ပြီးလေ့လာနေပါတယ်သီးနှံမဖြစ်ထွန်းတဲ့မြေနဲ့ပတ်သက်ပြီးအင်တာနက်ပေါ်မှာတိတ်ပြီးတော့ information မရှိဘူးငါအဲ့ဒီမြေကိုစစ်ဆေးရမယ်ပြီးတော့မြေဩစာကောင်းအောင် လုပ်ရမယ် ငါအဲ့ဒီမြေကိုမဖြစ်မနေပြန်ကောင်းအောင်လုပ်ပြမယ်။ယမင်းကသူ့ကိုယ်သူဂရုပြုလိုက်ပါတယ်။သူကရွာရဲ့ဥက္ကဋ္ဌစီတော်ပြီးလေမြေရင်းနဲ့ပတ်သက်တဲ့ပညာတွေကိုသင်ယူပါတယ်။အိမ်မှာသူကရွာတကြီးစီကနေမြေစီလွာထိမ့်သိမ့်ကြီးကိုတည်ခဲ့ရပြီးသူတို့ရဲ့တရားချန်တွေကအပေါ်ရဲ့မြေစီလွာကိုဖိရှားပြီးမြေဩဇာရီထိမ့်ဖို့လှုပ်လိုက်ပါတယ်။နောက်တစ်နေ့မှတော့အင်ကိုအေသေးရီရုတ်တရက်ကြီးရောက်လာကြပါတယ်။အခုတော့ငါချွေးမာတွေကိုအတိမပေးဘဲနဲ့ဧည့်သည်တွေခေါ်ထားတယ်။ဒီတော့အိမ်မှာရုတ်တရက်ဧည့်သည်တွေရောက်လာရင် ဘသူကကောင်းကောင်းမွန်မွန်ဧည့်ခံနိုင်မှာလဲဆိုတာအခုသိရမယ်လေမင်္ဂလာပါခဲဟိုအမရောနေကောင်းတယ်မလားကောင်းတာပေါ့ရှင်အဲ့ဒီရီကူမြင်ပြီးတော့ချွေးမကြီးနှစ်ယောက်ကမိဘကြောင့်နေဝင်သွားကြပါတော့တယ်ချွေးမငယ်ကတော့ရောက်ခမရဲ့အမဖြစ်နေလို့နှစ်ယောက်လုံးကိုကြော်ပါတယ်ဒေါနီလာမိဘကြောင့်ဘက်ကိုဥတီလာခဲ့ပါတယ်ဟာအတော်ကြီးတို့ကရုတ်တရက်ကြီးဘလို့လောက်ရောက်လာလဲ ဲ့တယ်တွေကအတိမပေးဘဲနဲ့ဒီလိုရောက်လာရင်ငါတအားစိတ်ဆိုးတာပဲအခုသူတို့ဧည့်ခံဖို့အတွက်တလောက်မြန်မြန်ပါရီချက်ရမလဲကဲဟေးမဘာမှချက်เสียမလို့ငါစမူစာနဲ့အေးအေးတွေမာထားပြီးပြီမကြခင်မှာရောက်လာမှာပါတမီးတို့ကအမေကြီးရဲ့အမအောင်မကတော့ကြအောင်နော်ပြီးတော့မိဖို့ကြောင့်လဲချက်ချင်းထွက်လာကြတဲ့အခုချိန်ထိဘာမှလဲချက်ပြုတ်ဖို့အစင်းနဲ့မလုပ်ရသေးဘူးဧည့်သည်တွေကရုတ်တရက်ရောက်လာကြရင်ဘလို့လို့စားဖို့ချက်ချင်းလုံနိုင်မှာလဲမေကြီးရာတီဥတုကလည်းပူအိုက်တော့တမီးတို့ဘလို့လို့ချက်နိုင်မှာလဲ အခုအပြင်ကနေစားစရာမှားထားပြီးပြီသူတို့နှစ်ယောက်နဲ့စကားပြောပြီးတော့ဒေါနီလာကအိတ်သေးရီနားမှာပြန်လာထိုင်ပါတယ်အဲ့နောက်ချေးမကြီးနှစ်ယောက်လုံးကစမူစာနဲ့အေးအေးရီနဲ့အိတ်သေးရီကိုအိတ်ခံပါတယ်ယမင်းမှာတော့စားကောင်းတောက်ဖွဲရီချက်ပြီးခဏကြာမှပင်အိတ်သေးရီကိုအိတ်ခံလိုက်ပါတယ်ဟာချေးမလေးကတလောက်မြင်မြန်ဆန်ဆန်နဲ့တာရီချက်ပြီးရှူလာတယ်ပေါ့အတော်ကြီးရေပူအားတွေကအပြင်အစားစာတွေပါ အတော်ကြီးကသမီးကိုရန်ချက်တဲ့ဟာကိုစားကြည့်ပါလား အဲ့ဒီမှာအိမ်သေးတွေကရမင်းချက်ပြုတ်ထားတာတွေစားပြီးသူ့ကိုချီးကျူးကြပါတယ်။ဒီတော့ချွေးမကြီးနှစ်ယောက်ကမကြင်မနဲ့ဖြစ်ကြပါတယ်။အဲ့နောက်မှာအိမ်သေးတွေလည်းပြန်သွားကြပါတော့တယ်။ဒါရီကြောင့်ဒေါနီလာကရမင်းကိုကျေနပ်နေပါတယ်။ဒေါနီလာက နောက်ထပ်စမ်းသက်ခန်းတစ်ခုကိုလုပ်ပါတော့တယ်။သူကသူ့ရဲ့တော်တွေကိုကျဲမြေမောချပြီးအဲ့ဒီကနေထွက်သွားပါတယ်။ချွေးမကြီးနှစ်ယောက်ကအပြင်ကပြန်လာတဲ့အခါမှာအိမ်တော်ကိုမြင်နေကြပေမဲ့မကောက်ဖဲနဲ့ဒီတိုင်းမိတ်ထွက်သွားကြပါတယ်။ ယမင်းကအရာကိုမြင်ပြီးချက်ချင်းပဲကြောက်ယူလိုက်ပါတယ်။အမလေးအမေကြီးရဲ့အရေးကြီးတဲ့တော့တွဲတွေဟာဒီကိုရောက်နေရကြည့်စမ်း။ဒီတော့တွဲပျောက်သွားရင် အမေကြီးကတော့ပြာရခတ်နေမှာပဲ။ငါခုသွားပြီးမှဖြစ်မယ်။ဒေါနီလာကဂျန်ရီကိုကြည့်နေပါတယ်။သူကချက်ချင်းမင်းသူ့ခန်းထဲဝင်လိုက်တဲ့အခါမှာယမင်းကသူ့ကိုတော်တွေးလာပေးပါတယ်။ဂျေဆုပါပဲတမီးရဲ့အမေကြီးကလေဒီတော့တွဲကိုရှာနေတာတော်တော်ကြာနေပြီ။ငါဘလို့ပဲစမ်းသက်ခန်းတွေလောက်လောက်ချွေးမှလည်းယမင်းကပဲအောင်နေတယ်။ ဘိုးဘေးတို့ရဲ့တရက်ချံသူ့ပဲပေးတဲ့နဲ့ထက်နေ။အဲ့နောက်ဒီနေ့မှာတော့ဒေါနီလန်ကသူ့ချေးမ300လုံးကိုတရက်ချံတွေကနေတရက်သီးရိခူလာဖို့ပြောခဲ့ပါတယ်။ဒီတော့ချေးမ300လုံးကတရက်ချံကိုသွားကြပါတယ်။ချွေးမကြီးနှစ်ယောက်ကတရသည်ကိုခူးကြပေမဲ့သူတို့ကမခူးတတ်တော့တရသည်မယူဘဲအိမ်ပြန်လာခဲ့ကြပါတယ်။ယမင်းမှာတော့မရရအောင်တရသည်တွေခူးယူပြီးသူရောက်ခမကိုတရသည်ဖျော်ရင်းနဲ့တရချင်းလှုပ်ပြီးပြေးခဲ့ပါတယ်။ဒီမှာပါအမေကြီး အမေကြီးကတရက်ဖြော်ရင်နဲ့တရက်ချင်ကိုစားချက်နဲ့ဆိုရင်ညနေထိဘာလို့စောင့်ရမှာတော့။တမီးအခုပဲလှုပ်လိုက်မယ်။တမီးအရန်တော်တယ်။ကြည်ရတာရမင်းကတော့တကယ်ယူသွားပြီထင်တယ်။ကဲပါလေကိုနဲ့ပါဆိုင်လို့လေ။ဒီလိုနဲ့တလားလောက်ကုန်သွားပါတော့တယ်။ရမင်းကတရချမ်းကမဖြစ်ထွန်းတဲ့မြေအပေါ်မှာပင်ပင်မဲမဲအာယုံဆက်ခဲ့တဲ့အတွက်အခုတော့အဲ့ဒီမြေတွေလည်းပြန်ကောင်းလာခဲ့ပါတယ်။တောင်ကူရောက်ခမကမြင်တော့ရင်းကူပြိုသွားပါတော့တယ်။ ီတော့ဒေါ်နီလာကသူချင်းမတွေကိုနောက်ဆုံးအကြိမ်စစ်ဆေးမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။သူကအဲ့ဒီတရားချံတစ်ခုလုံးကိုတန်ရှင်းရေလောက်ခိုင်းတဲ့အခါမြေအကတွေကြဲကြီးဖြစ်နေလို့ချွေးမကြီးနှစ်ယောက်ကငင်းပယ်လိုက်ကြပေမဲ့လေယမင်းမှာတော့၄၅နာရီလောက်ကြာအောင်လို့တယောက်ထဲပဲတရားချံတစ်ခုလုံးကိုတန်ရှင်းရေလုံနိုင်ခဲ့ပါတယ်။ဒီလောက်စမ်းသပ်မှုတွေပြီးတဲ့နောက်ဒေါနီလာကသူ့ချွေးမငယ်လေးကိုတရချံတစ်ခုလုံးပိုင်ဆိုင်ချောင်းစာချုပ်ကိုချုပ်ပေးလိုက်ပါတော့တယ်။ဒီတော့ချွေးမကြီးနှစ်ယောက်ကမကျေမနပ်ဖြစ်သွားကြပါတော့တယ်။ အမေကြီးအမေကြီးတီလို့လောက်တာတမီးတို့အတွက်မတရားအောင်နော်တမီးတို့လည်းအိမ်အလုပ်တွေလုပ်ပြီးတော့အမေကြီးကိုစိတ်ပျော်အောင်မလုပ်ခဲ့လို့လားအမေကြီးကဘာလို့သူ့ဘက်တရက်ချံပေးရတာလဲအေးဘာဖြစ်လို့လဲဆိုတာပြောပြမယ်အမေကြီးကထိုက်တဲ့နဲ့သူ့ဘက်တရက်ချံပေးချင်ခဲ့တာအမေကြီးစာမေးပွဲဆိတ်ခဲ့တမညာထဲမှာတမီးလေးရမင်းတယောက်ထဲရပဲအမြဲတမ်းအောင်နေနင်တို့တွေဟိုမဖြစ်ထုံးတော့တဲ့မြေအကြောင်းပဲစဉ်းစားကြည့်လေနင်တို့ကတော့အပီးစီးကိုလက်လျှော့လိုက်ကြတယ်အဲ့ဒီမြေကိုရမင်းကပြန်ပြီးတော့ဖြစ်ထုံးအောင်လုပ်လိုက်တယ် အဲ့ဒီမှာတရက်ပင်တွေပြန်ဆိုင်နိုင်ပြီပြီးတော့ငါတမင်တက်တက်ပဲဧည့်သည်တွေကိုနင်းတို့အကြောင်းမကြားပဲခေါ်လိုက်တာသူတို့အဲ့ခံပေါ်ကလည်းရှမင်းတယောက်ပဲအောင်ခဲ့တာလေပြီးတော့တော်တွဲတွဲကိုတမင်တက်တက်ပြစ်ချခဲ့တာနင်းတို့တွေကမသိချင်အောင်ဆောင်ခဲ့ကြတာပဲအဲ့တော့ရှမင်းလေးကပဲယူလာပေးတာဒီတရက်ချံအကျယ်ကြီးဆိုတာငါသိတယ်အဲ့ဒီတရက်ချံကိုလည်းနင်းတို့သုံးယောက်မကအောင်လူဆယ်ယောက်လောက်ရင်တော့တရက်ထဲနဲ့မပြီးဘူးဆိုတာငါသိတယ်အဲ့တော့ရမင်းကတယောက်တည်းပဲတန်ရှင်းနေလို့တယ်ဒီတော့နင်တို့ကိုယ်တိုင်ပဲနားလေလိုက်တော့လေ အမေကြီးကသမီးကိုထိုက်တန်သူဖြစ်ရွေးချယ်တာသမီးချေနဲ့ပဲမဲ့အမကြီးတို့ကြတော့စိတ်မပူပါနဲ့သမီးရဲ့သူတို့အဲ့ဒီအတိုင်းလွတ်မထားပါဘူးကွတရက်ချင်သမီးကရခဲ့တာဆိုတော့ဒီအိမ်ရဲ့အမွေကိုတဝက်စီခွဲပြီးသူတို့ပေးမယ်လေဒီဖြစ်စဉ်ကြောင့်ချွေးမကြီးနှစ်ယောက်လည်းအမြင်မှန်ရလာကြပြီးဒေါနီလာကိုပြေးဖက်လိုက်ကြပါတယ်ဒီလိုပုံစံနဲ့ဆင်းရဲတဲ့ချွေးမလေးကဘူဘော်ရီရဲ့တရက်ချင်ကို ပိုင်ဆိုင်ရရှိခဲ့ပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။